အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒုံဝန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်း28အနေနဲ့ကျွန်တော်ကိုရွှေသားမဆက်လက်ဖျားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာဘူနန္ဒသည်ပြောပြောဆိုဆို ဖောင်းဝတ်ရောင်မြင်းလိမ်မာကြီးကိုချိန်နှိတွတ်လိုက်ခါတာယာရွှေပြည်နိုင်ငံတော်ဘက်သို့ရှေးဦးတဲ့ကနောက်သို့ပြန်မကြည့်ပဲစိုက်စိုက်စိုက်ဆိုင်နေထွက်ခွာသွားပြီဘူနန္ဒထွက်ခွာသွားပြီးနောက်များမကြမီနေမျိုးသည် ဘုန်နာနာဤနောက်သို့အမိလိုက်လာပေသည်မျက်လုံးတွင်လည်းမျက်ရည်များဝဲ၍နေသည်ကိုဘုန်နာနာတတိပြုမိပေသည်နေမျိုးဘာလို့လိုက်လာရပြန်တာလဲဆရာကို ပြောစရာစကားတခုကြံနေလို့ပါဆရာဆရာကျွန်တော်နဲ့ယူဇနာအကြောင်းပါလို့တာဝကလေးမျက်နှာမြင်ရင်ဆရာလိုနှလုံးရည်ရောလယုံးရည်ပါပြေဝါတဲ့သူရဲကောင်းလေးဖြစ်လာအောင်မောင်ယူပါဆိုတဲ့ဆရာနာမည်နဲ့ကမွန်းတက်ဖို့စိတ်ကူးထားတယ် ကျွန်တော်သားဦးလေးမွေးလာရင်ဆရာလိုလယုံရီရောနှလုံးရီပါပြေသွားတယ်သူရဲကောင်ဖြစ်ပါစေလို့လည်းဆုတောင်းပါတယ်ဒါပါပဲဆရာ ကျွန်တော်ဆရာကိုနောက်ဆုံးကတော့တဲ့အနေနဲ့ကတော့ခဲ့ပါတယ်နေမျိုးတည်အဝဲတိုင်းသားတွေလက်နဲ့နဲ့လက်နဲ့ဆရာဘုန်နနာအလက်အုပ်ရှိပြေကတော့ရင်ငိုတန်ပါကြီးနဲ့ပြောဆိုပြီးလည်းရင်ဘုန်နနာအပါမှရှားကနေလှည့်ထွက်သွားပြီးမိမိအားစောင့်နေသောကြော်စင်ရနှင့်အတူ မရှိသောနှလုံးသားနှင့် စတုတ္တရာမြို့တော်စီတို့ရှီတွက်ရည်သွားကြပြီ။အခန်း30နီးနောက်တနေ့မုန်းတဲ့ချိန်လောက်တွင်ဘုန်းနန္ဒသည်တာယာချွေပြည်မြို့တော်ကြီး၏မြို့ရိုးအနီးသို့ရှင်းကပ်လာမိပေသည်။တာယာချွေပြည်မြို့တော်သူမြို့တော်သားများနှင့်တကားဘရင်အမှုတော်ကိုထမ်းရွက်၍နေသော အမှုတန်းအရာတန်းများသည်မြို့တော်၏တကားဝတွင်စီကားစွာဝင်ထွက်သွားလာနေကြသည်ကိုဘုန်းနန္ဒသည်ခလန်းလန်းမှငေးပြီးကြည့်နေမိပေသည်။တော်ခိုက်တွင်တာယာချွေပြည်ရှင်မြို့တော်ကြီးအနီးမှ ထွက်လာသောလူတစ်ယောက်သည်ဘုဏ္ဏနအနီးသို့ရှင်းကပ်လာပေသည်ထိုသူသည်ဘုဏ္ဏနအာမြင်မှုတကယ်သို့ဘုဏ္ဏနအာဆက်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 ကြည့်၍နေသလိုဘုဏ္ဏနကလည်းထိုသူအာမြင်မှုတလိုလိုရှိသဖြင့်မျက်တော့မခတ်ဘဲဆား၍ကြည့်နေမိသည်ဆရာကျွန်တော်ကိုမမှတ်မိတော့ဘူးလားသူတနုဘယင်ရုပ်ရဲ့လက်ဆွဲတော်ကြီးရဲ့လက်ကဆရာကဲလိုက်တဲ့စေတုဒ္ဓရာဘယင်မရဲ့ပျော်တော်ဆက်ငပြည့်လေ ဘုဏ္ဏအနည်းတို့ရှင်းကပ်လာတော့သူပြောမှဘုဏ္ဏသည်မကြသေးမီကအင်ဂျင်မြိုင်တော်တန်းတွင်တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်ကိုပြန်လည်၍တတိယပြီတော့သည်အင်းဟုတ်ပေသားပဲအခုမှစဉ်းစားမိတော့တယ်မင်းဘယ်ပုံပဲနှစ်တာယာချွေပြီကိုရောက်လာရတာလဲစစ်ထုတ်ရနိုင်ငံတော်မပြန်ရဲတာနဲ့တာယာချွေပြီနိုင်ငံတော်တဲကိုကူးလာခဲ့တာပါဒီရောက်ပြန်တော့လေတီဟရန်တာဘီရင်ကြီးအားပျော်တော်ဆက်အဖြစ်ဆက်လက်ပြီးအမှုတော်ထမ်းရွက်ထမ်းရွက်ခဲ့ရပါတယ် ဟင်ဟုတ်လားဒီလိုဆိုရင်တရားရတာဘရင်ကြီးနဲ့တော်တော်ကလေးနိနိကက်ကက်နေရမှာပေါ့မှန်ပါတယ်ဘရင်ကြီးအပားမှာအမြဲလိုလိုခါးသားနေရပါတယ်ဘရင်ကြီးအကြောင်းမင်းသိတဲ့လောက်ပြောမပြနိုင်ဘူးလားတခြားလူဆိုရင်တော့ကျွန်တော်မပြောပြဝန်ပါဆရာကတော့ကျွန်တော်ရဲ့အသက်ကိုကယ်ခဲ့တဲ့အသက်သခင်ယေရှုရှင်ဖြစ်တဲ့အတွက်ဆရာသိချင်တာတွေကိုကျွန်တော်သိသမျှပြောပြဖို့အသင့်ပါပဲတရားရတာဘရင်ကြီးရဲ့စိတ်နဲ့သဘောထားကိုမင်းဘယ်လောက်သိသလဲပြောစမ်းပါ ဘရင်ကြီးကစိတ်သဘောထားအင်မတန်နူးညံ့တိမ်မွေ့ပါတယ်။ဒါပေမဲ့တခါတခါကြာရင်စိတ်လိုက်မှန်မှလှုပ်တတ်တယ်။တိုင်းပြည်နဲ့လူတို့ပေါ်မှာဘရင်ကြီးကဘလို့သဘောထားတယ်လဲ။ဘရင်ကြီးရဲ့သဘောကတော့တိုင်းပြည်အေဂျင့်တာယာရင်းနဲ့ပြည်သူလူထုဝါပြောရေးအတွက်စိတ်စေတနာအင်မတန်ထက်သန်ပါပဲ။ဒါရင်မကသေးဘူး။သူသာကဘာကိုအုပ်ဆိုးတဲ့စကြဝဠာမင်းဖြစ်ရင်ကဘာသူကဘာသားတွေငြိမ်းချမ်းတာယာစွာရှိအောင်တရားသဖြင့်စီရင်အုပ်ချုပ်တော်မူမယ်ဆိုတဲ့ စန္ဒတွေချီချောင်းလဲမကြခဏပြောတံကိုကြားရပါတယ်။အင်းတော်တော်အကြံကြီးတဲ့ဘယင်ကြီးပဲ။မှန်ပါတယ်တော်တော်ကိုအကြံကြီးပါတယ်။ပြီးတော့သူ့ကိုယ်သူလဲမနှက်ပြန်တပတ်စကြဝဠာမြင်ဖြစ်တော့မလို့လို့ထင်နေတယ်။တနေ့တော့ကတော့ကျွန်တော်ကိုဘယင်ကြီးကအပားတော်မှာခေါ်ပြီးတာယာချွေပြီးရဲ့စေထုတ်ဒရာရဲ့သူဝနနိုင်ငံရဲ့အဲ့ဒီသုံးနိုင်ငံကိုပေါင်းပြီးတနိုင်ငံနဲ့ဖြစ်အောင်လုပ်မယ်လို့ပြောတယ်။ ပြီးတော့သူဟာတရားနဲ့အညီအုပ်ချုပ်တဲ့မင်းဖြစ်တဲ့အတွက်မကြခင်စက်ကြယန္တနာဆက်ရောက်ဖို့ကိန်းရှိတယ်လို့လည်းပြောတယ်။လက်ဆန်တတ်တော့မင်းတို့ဘရင်ကြီးကစက်ကြမင်းယူယူနေတာကိုမှန်ပါတယ်တကယ်ကိုယူနေတာပါ။ကျွန်တော်ကတော့ဘရင်ကြီးကမေးတော်မူသေးတယ်။ဟဲ့ငါပြေမောင်မင်းစက်ကြမောင်မင်းစက်ကြမင်းမဖြစ်ရင်ဘာတွေလုပ်မလဲလို့မေးတော်မူတယ်။ဒီတော့ကျွန်တော်မျိုးသားစက်ကြမင်းဖြစ်မည် ခီနာစင်းစိန်ကိုစွန့်ပြီးတောထွက်မယ်လို့ပြောလိုက်တော့ဘယင်ကြီးကကျွန်တော်ကိုတည်တည်ဆာကြည့်ပြီးဟဟပပရဲတော်မူတယ်။အင်းပြောစမ်းပါဦး။အဲ့ဒီအချိန်မှာပင်ဘယင်ကြီးရှိတော်ကိုအထောက်တော်တွေရောက်ရှိလာပြီးတူဝနာနိုင်ငံကိုစိုးမိုးပိုင်သားတဲ့တူတနုဘယင်ရုပ်ကိုမဟာယောဘောကဘယင်ကြီးရဲ့သားတော်မောင်ယူပကစီးချင်းတိုက်ပြီးအနိုင်ယူလိုက်တဲ့အကြောင်းတန်တော်ဦးတင်ကြတယ်။တူတနုဘယင်ရုပ်ခွေးတွေဝက်တွေတည်တဲ့အကြောင်းကြီးကိုလည်းခရီးစေတွင်းကြတန်တော်ဦးတင်ကြတာကိုကြားရတယ်။ ဒါတင်ပဲလားပြီးတော့ဘာတွေတန်တော်ဥတည်နေသလဲအထောက်တော်တွေတန်တော်ဥတည်တာကတော့စုံနေတာပဲမဟာဘောဂဘရင်ကြီးရဲ့တားတော်မောင်ယူပါဟာသူတို့ဘရင်ကိုတိုက်ခိုက်နိုင်နေလိုက်ပြီဖြစ်တဲ့အတွက်သူဝနနိုင်ငံသူသူဝနနိုင်ငံသူဝနဘရင်အဖြစ်ကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းရယ်ပြီးတော့စေတုဒ္ဓဘရင်မဆာနာတဝေဘရင်မကလည်းမောင်ယူပအပေါ်မှာမြေတားတက်ဝင်နေတဲ့အတွက်နှစ်ပြည့်တပြည့်ရွှေလန်းငွေလန်းဖောက်ပြီး နှစ်ပြည်တော်ရဲ့အင်အားနဲ့တာယာချွေပြည်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကြံနေတယ်ဆိုတဲ့အကြောင်းတွေလည်းတန်တော်ဦးတင်နေတာကြားရတယ်။ဟင်ဟုတ်လားဒီတော့ကဘယင်ကြီးကဘာပြောတယ်လဲဘယင်ကြီးကမူကြီးမရတင်နာပတိတွေကိုချက်ချင်းညီလာခံမှာဆင့်ခေါ်ပြီးဘယင်စီမှာဒစားခံအဖြစ်ထားခဲ့တဲ့မောင်ယူပရဲ့တပည့်ကူကိုကြကြမထားပဲချက်ချင်းကျိုးပြတတ်ရင်ကောင်းမလားလို့တိုင်ပင်တော်မူတယ်မူကြီးမရတင်နာပတိများကလည်းဘလို့မှအကြံမပေးတတ်အောင်ဖြစ်နေကြတယ် အဲ့ဒီချိန်မှာဘယင်ကြီးကကျွန်တော်ဘက်ကိုလှည့်ပြီးဟဲ့ငပြည့်ဒီလူကိုယောက်ကိုဘယ်လိုစီစဉ်ရမလဲတော့မေးတော်မူတယ်ဒီတော့မင်းကဘယ်လိုအကြံပေးလိုက်တလဲအဲ့ဒီလူကိုယောက်ကိုတတ်မဲ့အစားလူငင်းချမ်းသာဝင်ပေးလိုက်ပြီးကျွန်တော်နဲ့အတူဘယင်ကြီးရဲ့တမန်တော်များအဖြစ်သူဝနနိုင်ငံရဲ့ဘယင်လောင်းမောင်ယူပစီကိုဆေလို့ပြီးတာယာရွှေပြည်နိုင်ငံတော်နဲ့နှစ်ပြည့်တစ်ပြည့်လမ်းရွှေလန်းငွေလန်းဖောက်တော်မူရင်ပို့ပြီးကောင်းလိမ့်မယ်လို့ကျွန်တော်ကပြန်ပြီးရှောက်ထားလိုက်တယ် အင်းကောင်းလိုက်လေမင်းပြတဲ့အကြံဟာတိတ်ကောင်းတာပဲဆရာကသာကောင်းတာပြောတာဘယင်ကြီးကသူ့ကိုဒီလိုအကြံပေးရမလားဆိုပြီးအမျက်တော်ချတော်မူသေးတယ်တတော်ချင်းအမကြီးကဲပြီကျွန်တော်တတ်တာရရတာကဲပြောစမ်းပါဦးအဲ့ဒီလူကိုယောက်ကိုဘာလုပ်ထားတယ်လဲတတ်ပစ်လိုက်ပြီလားမတတ်သေးပါဘူးတတော်ချင်းအမကြီးကမောင်ယူပအပေါ်မှာဘယင်မင်းမြတ်ထားတော်မူတဲ့ဂတိအတိုင်း၃လဆစ်အောင်ဆောင်းတိုင်းပြီ၃လဆစ်တော့မှမောင်ယူပပြန်မလာရင် သူ့ရဲ့တပည့်ကိုယောက်ကိုတေတံပေးတော်မူပါဒီရတော်တွင်တေတံပေးတော်မူရင်ဘယင်းမင်းမြတ်ဂတိမတိယာရောက်နိုင်မယ်လို့တန်တော်ဦးတင်တယ်အဲ့ဒီခါမှာဘယင်းကြီးကသူပေးခဲ့တဲ့ဂတိကိုသူပြန်လဲတတိယပြီးသုံးလဆေးတဲ့နေ့အထိစောင့်မှုသဘောတူလိုက်တယ်သုံးလဆေးကိုဘယ်တော့လိုသေးတယ်လဲဘုဏ္ဏနာသည်မသိကျင်ဟန်ဆောင်ပြီးမေးလိုက်လေသည်ဒီနေ့ညနေဆိုရင်3လဆေးတယ်လို့ပြောတာပဲ။ဒါကြောင့်ဒီနေ့ညနေတောင်ဆယ်မှာနေခွင့်ရင် ။မောင်ယူပန်းရဲ့တပည့်၉ယောက်ကိုမြို့လယ်မှာကားစင်တင်ပြီးတတ်ဖို့အမိန့်တော်ထုတ်ထားပြီးပြီ။မြို့သူမြို့သားတွေကိုလည်းလူတပ်ပွဲလာကြည့်ကြဖို့။မောင်ချင်းနှင်းခတ်ပြီးကြီးညာထားတဲ့အတွက်မြို့အဝင်ဝါမှာလူတွေစီကားနေတာပေါ့။အော်ဟုတ်ပြီ။ဒါကြောင့်မြို့တကားဝါမှာလူတွေဥရဟုဝင်ထက်သွားလာနေကြတာကို။နို့မင်းကရောဘာဖြစ်လို့ထွက်လာရတာလဲ။ကျွန်တော်မကြည်ရဲလို့စောစောစီစီထွက်လာခဲ့တာပါအနိဋ္ဌာယုံလူတက်တာကိုမပြောနဲ့ သွေးထွက်တန်ရုံဖြစ်တာကိုတော့ကျွန်တော်ကစိတ်မချမ်းသာဘူးကျွန်တော်ကိုယ်တိုင်တေရမှာကိုတိတ်ကြောက်တာပဲသူများတွေလည်းငါလိုပဲတေရမှာကိုကြောက်မှာပဲလို့ကိုချင်းစာပြီးစိတ်ထဲမှာတိတ်ပြီးမချမ်းသာလှဘူးမင်းကတေရမှာကိုဒီလောက်တောင်ကြောက်သလားကြောက်တာဗောဆရာရဲ့တေရမှာကိုမကြောက်တဲ့လူရဲ့လို့ပဲရှိပါမလဲတရဝါမှန်ရင်တေရမှာကြီးပဲမဟုတ်လားတေတာဟာစမ်းတာမှမဟုတ်ပဲတေရမှာကိုကြောက်နေုံနဲ့တေဘေးကမလွတ်နိုင်ဘူး တေးသေးကလို့ရှိရင်မသေးတဲ့ဆေးကိုရှာရတယ်ဟင်မသေးတဲ့ဆေးရှိသလားရှိရင်ကျွန်တော်ကိုပြောစမ်းပါမသေးတဲ့ဆေးရှိတာဗောမသေးတဲ့ဆေးကိုလိုချင်ရင် အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးကိုဉာဏ်မျက်စိနဲ့မြင်အောင်ရှုပြီးတော့တတိတရားကိုအမြဲတမ်းလက်ကင်ထားအဲ့ဒီလိုတတိတရားလက်ကင်ထားပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးကိုဝိပဿနာဉာဏ်နဲ့မြင်အောင်ကြည့်နိုင်ရင်သိရမှာကိုမကြောက်တော့ဘူး တေခြင်းတရားကိမ့်မဲ့တဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်နိုင်မယ်။ဘုဏ္ဏနာကတေကြည်သောအိန္ဒြေဖြင့်ရှင်းပြ၍နေပေရာပျော်တော်ဆက်ငပြည့်သည်ပဇက်အဟောင်းသားနှင့်နားထောင်၍နေပေသည်။လက်ဆာတတ်တော်ဆရာကဓမ္မကတိကပဲ။ဆရာဟောတဲ့တရားဟာတိတ်ပြီးတန်ဖိုးရှိတာပဲ။အင်းအနိစ္စဒုက္ခအနတ္တာဖရာဖရာဖရာငပြည့်သည်တရိတံဝေကရသည်အလားပဇက်မှရေရွတ်လိုက်သည်။ အင်းဒီလိုမှပေါ့ကဲဆရာလည်းမျိုးတဲကိုသွားစရာကိစ္စရှိသေးတယ်ဆရာသိချင်တာတွေပြောပြတဲ့အတွက်ကျေးဇူးတင်တယ်ကဲသွားပြီဘုန်းနန္ဒတီငပြည့်အားနှုတ်ခွန်းဆက်ပြီးမျိုးတကားကိုချေးချူပြီးတပြေးပြေးထွက်လာခဲ့ပြီသည်အခန်း30တော့တာယာချွေပြီးမျိုးတကားဝသို့ဘုန်းနန္ဒပြန်ရောက်လာသောအခါတကားမှုသည်ဘုန်းနန္ဒအားခြေဆုံးကောင်းဆုံးကြည့်ပြီးမျိုးတင်းတို့ဝင်ခွင့်မပေးသေးပဲဘုန်းနန္ဒ၏အမျိုးအမည်ကိုမေးမြန်း၍နေပေသည် ဘုဏ္ဏနာမှာဒဏ်ရာမကျက်သေးမီခရီးပြင်းနေခဲ့ရသဖြင့်တင်မန်းနွမ်းနယ်လျက်ရှိသည့်အပြင်အစားအဝယ်အစားများမှာလည်းတာယာချွေပြည်ကထွက်လာခဲ့ခြင်းကဝယ်စားထားသည်ဟောင်းနှံသောအဝယ်အစားများဖြစ်သည့်ဖြင့်တကားဆောင်သည့်ဘုဏ္ဏနာအာမတင်ငါသောမျိုးလုံးများဖြင့်ကြည်၍နေပေသည်ဘုဏ္ဏနာအာတကားမှုကစစ်ဆေးနေသည်ကိုမြင်တွေ့နေရသောအခါမြို့သူမြို့သားများသည်အကျိုးအကြောင်းသိလိုသည့်ဖြင့်ဘုဏ္ဏနာအနည်းသို့ချင်းကပ်၍လာကြပေရာဘုဏ္ဏနာအနည်းတွင်လူအုပ်ကြီးမှတဖြည်းဖြည်းကြီးမား၍လာပေသည် အသင်တကံမူကျွန်ုပ်ဒီအချားမဟုတ်တုဝနနိုင်ငံတော်မဟာဘောဂဘုရင်ကြီးရဲ့သားတော်မောင်ယူပဖြစ်တယ်ကျွန်ုပ်ရဲ့အသက်နဲ့ခန္ဓာကိုယ်ကိုတာယာရွှေပြည်နိုင်ငံတော်တိရရတာဘုရင်ကြီးဤရွှေနတ်တော်တို့အနိုင်ရန်ဘုရင်ကြီးနဲ့ထားရှိခဲ့သည့်ဂရိအတိုင်းလာရောက်ခဲ့ခြင်းဖြစ်၍ဘုရင်ကြီးရဲ့ရှေ့တော်မောင်တို့အချိန်မီသွားဝင်ပြုပါလောဘုနန္ဒသည်လူအုပ်ကြီးအလယ်မှနေပြီးကြီးလင်းပြတ်သားသည့်အတန်ဝါကြီးဖြင့်ပြောပြလိုက်ရာ ဘုန်းနာနာအနည်းတွင်ဝိုင်းမီတယောက်တခုပြောဆိုနေကြတော့လူတို့၏အတန်မှာမိကိုရင်နဲ့ညှိနှက်လိုက်တယ်လို့တိတ်ဆိတ်ငြိမ့်သက်သွားပြီးဘုန်းနာနာအားခြေဆုံးကောင်းဆုံးဝိုင်းအောင်မီကြည့်ရှုရနေကြပြီဒကမူးမှလည်းလူတို့ပြိတဲ့အားဘေးသို့ဖယ်နေကြရန်အမိန်ပေးလိုက်ပြီးလည်းရင်ဘုန်းနာနာအနည်းတို့ရှင်းကပ်၍လာပြီတစ္ဆာဖောက်သူတန်းတို့ဘရင်အားဆေးချင်းတိုက်ပွဲဖြင့်မောင်ယူပအမိခံဘုန်းနာနာကအနာယူလိုက်သည့်တည်င်းမှာတာယာရွှေပြည်တနိုင်ငံလုံးသို့ပြန့်နှံ့လျက်ရှိသည့်ဖြင့် ဘုဏ္ဏအပေါ်တွင်အလိုလိုကြောင့်ဆုံယူသေးကြနေပြီ။ရှင်ထုတ်ရာဘုရင်မနှင့်မောင်ယူပါတို့ရှေချိုးတွယ်လျက်ရှိပြီးနှစ်ပြည့်တပြည့်ချွေလန်းငွေလန်းခရင်စီစဉ်လျက်ရှိသည်ဟူသောသတင်းမှလည်းတာယာချွေပြည်နိုင်ငံတော်တွင်ဟိုလေးတကြောကြောဖြစ်၍နေသဖြင့်ဒူရုပိယတ္တမကတကမူးကိုတော်တိုင်းဘုဏ္ဏအားလေးစားသောစိတ်ဖြင့်အယိုသေးသေးလိုက်ပြီ။ထို့နောက်တကမူးသည်အပားရှိအမှုတန်းနှစ်ဦးကိုဆင့်ခေါ်လိုက်ပြီ။ ဘုဏ္ဏနာအာတိဟယတာဘီယံကြီးရှေ့တော်သို့တွင်းရန်ညွှန်ကြားလိုက်ပေရာအမှုရဏဥသည်မြင်းကိုစီဖြင့်ဘုဏ္ဏနာ၏လက်ဝဲနှင့်လက်ရာမှရှံရံကနန်းတော်ရှိရာသို့ဥတည်ပြီးသွားကြပေရာမြို့သူမြို့သားများသည်မနီးမဝေးမှတကောက်ကောက်လိုက်ပါသွားကြပေသည်သူရဏုဘီယံရုပ်အာစီးချင်းတိုက်ပွဲဖြင့်အနိုင်ယူခဲ့သောသူရဲကောင်းမောင်ယူပါသည်တဝနာနိုင်ငံတော်၏ထီနန်းစည်းစိမ်ကိုဆွန့်လွတ်ခါတရားရတာဘုရင်ကြီးအားပေးအပ်ခဲ့သည့်ဂရုအတိုင်း မိမိကိုယ်တိုင်အသေးခံရန်ရောက်လာပြီဟူသောသတင်းသည်တမဟုံမရှင် ပြန့်နှံ့သွားသည်ဖြင့်မြို့သူမြို့သားများသည်ဘုန်းနန္ဒအားအထူးအဆန်းသဖွယ်မနီးမဝေးမှလာရောက်ကြည့်ရှုကြပြီထီးနှံစည်းစိမ်ထက်ဂတိကိုလေးစားသောပုဂ္ဂိုလ်ကြီးပါကလားဟုတီတိုပြောဆိုရင်ဘုန်းနန္ဒ၏စိတ်ချက်ကိုစီချိုးသူကရှိယူဘုန်းနန္ဒအတွေ့ကိုချင်းစာနာကဆုတ်တက်သူကဆုတ်တက်နေဖြစ်၍နေကြပေသည်မကြမီဘုန်းနန္ဒနှင့်အဆောင်များသည် နန်းတော်ကြီးအတွင်းသို့ရောက်ရှိလာကနန်းတော်ဆောင်များကိုအကျိုးအကြောင်းပြောပြသည်ဖြင့်နန်းတော်ဆောင်များသည်တိဟရာသာဘရင်ကြီးထံတွားရောက်ပြီးခြောက်ထားကြပေသည်ဘရင်ကြီးအမိန်အရဘူနန္ဒအားလေသာဆောင်ကိုခေါ်ဆောင်၍လာပေသည်လေသာဆောင်အတွင်းသို့ဘူနန္ဒရောက်ရှိလာသောအခါတိဟရာသာဘရင်ကြီးသည်တလွန်ပေါ်တွင်တင်မလဲထိုင်နေရမှကြောက်စိတ်ကင်းမဲ့စွာဖြင့်မိမိအရှိတွင်အိမ်တွင်ရရရက်ပြီးခါးသားနေသောဘူနန္ဒအားရှေသုံးကောင်းဆုံးကြည့်ပြီးစကားမပြောဘဲ အတန်ကြာမျက်မှောင်ကျုံပြီးစဉ်းစား၍နေပေသည်ပြီးမှတဖန်ဘူနန္ဒနှင့်အတူပါ၍လာသောအမှုတမ်းများအားလေသာဆောင်မှထွက်ခွာသွားကြရန်လက်ဟန်ဖြင့်အမိန်ပေးလိုက်ရာအမှုတမ်းများသည်ဘယင်ကြီးအားအယိုအသေးပြုကဘူနန္ဒအားဘယင်ကြီးနှင့်အတူထားခဲ့ပြီးအလိုက်သိစွာဖြင့်အပြင်သို့ထွက်သွားကြပေသည်ကဲမောင်ယူပါဘာများလျှောက်တင်ခြင်းသေးသလဲဘယင်မင်းမြတ်ပေးရလိုက်တဲ့တာဝန်တွေကိုမောင်ယူပါထမ်းရွက်ခြင်းမရှိပဲ တက်ကွက်ခဲ့ပြီမဟုတ်လားမှန်လားပါဘယင်မင်းမြတ်အားရှောက်ထားเสียဘာမှမရှိကြောင်းပါမောင်ယူပနဲ့ဘယင်မင်းမြတ်ထားတော်မူခဲ့တဲ့ဂတိအတိုင်းမောင်ယူပသည်ဘယင်မင်းမြတ်ပေးရသည့်တောင်းဝန်ကိုပြက်ကွက်တဲ့ဖြင့်မောင်ယူပရဲ့အတန်းနဲ့ခန္ဓာကိုယ်ကိုငါဘယင်မင်းမြတ်လက်ကိုအံ့နံဖို့တာလည်းရှိတော်ဒီမဟုတ်ပါလောမှန်လားပါကျွန်ုပ်ယခုရောက်ရှိလာခြင်းမှာလဲကျွန်ုပ်ထားခဲ့သည့်ဂတိအတိုင်း ကျွန်တော်ရဲ့အသက်နှင့်ခန္ဓာကိုယ်ကိုဘယင်မင်းမြတ်၏လက်သို့အံ့နိုင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်ကျွန်တော်၏အသက်ခန္ဓာကိုယ်ကိုဘယင်မင်းမြတ်၏လက်သို့အံ့နိုင်ပြီဖြစ်ပါ၍ဘယင်မင်းမြတ်ထားတော်မူခဲ့သည့်ကတိအတိုင်းကျွန်တော်၏တပည့်ကိုယ်အားယခုပင်လှုပ်ပေးပါတော့ငါဘယင်မင်းမြတ်သည်တဝူးစာမိုင်ဘယင်ဖြစ်နေကစားမင်းကျင်တရား၁၀ပါးနှင့်အညီအုပ်ချုပ်တော်မူသောမင်းကောင်းမင်းမြတ်ဖြစ်သည်နှင့်အညီမောင်ယူပအားထားရှိခဲ့သည့်ကတိစကားအတိုင်းယနေ့ညနေတောင်ဆွဲတွင်နေကွယ်လျင် မောင်ယူပ၏တပည့်ကိုဦးအားလွတ်ရာကျွရာသို့သွားခွင့်ပြုတော်မူပြီးမောင်ယူပ၏ဆောင်ရွက်စရာများနှင့်ပတ်သက်၍ဘရင်မင်းမြတ်သည်စိုးစင်းမြကျင်းနေခြင်းမရှိဘရင်မင်းမြတ်ယုံယုံကြည်ကြည်နှင့်ပြရလိုက်သည့်တာဝန်ကိုပြတ်ကွက်ခဲ့သည့်တမကဘရင်မင်းမြတ်၏အလိုတော်နှင့်စံကျင်ပြီးပြုလုပ်ခဲ့သူကိုမောင်ယူပမည်သို့သောရကတက်မည်နီသောရကတက်စရာမရှိပါသောရကတက်လို့သည့်ဆန္ဒလည်းမရှိပါကျွန်ုပ်ထားခဲ့သည့်ကတိအရကျွန်ုပ်၏အတတ်နှင့်ခန္ဓာကိုယ်ကိုဘရင်မင်းမြတ်လက်သို့ လာရောက်အနှံ့ပေးပြီဖြစ်၍ဘယင်မင်းမြတ်အလိုကြပြည့်ဝပြီမဟုတ်ပါတော့ဘယင်မင်းမြတ်ရဲ့အလိုတော့ပြည့်ဝခြင်းမရှိပါ စန္ဒာဒေဝီဘယင်မအားအတေရရအရှင်ရရလက်ရဖန်စီပြီးဘယင်မင်းမြတ်ထံအနှံ့ရမည်ဟုအမိန်တော်ချမှတ်လိုက်ဒီကိုမောင်ယူပသည်စန္ဒာဒေဝီဘယင်မအားရခင်ကတဲ့အင်းကြီးအင်းအားကြီးမလာအောင်လှုပ်ဆောင်ပေးခဲ့ဒီမှာမဟုတ်ပါတော့ဘယင်မင်းမြတ်မိန်ကြားစီအတိုင်းအမှန်ဖြစ်ကြောင်းပါ သူတို့တို့ဘရင်ရုပ်ကိုမောင်ယူပကိုတော်တိုင်းတောက်တင်ရှင်းနေပြလိုက်ပြီဖြစ်တဲ့အတွက်စန္ဒာဒီဝေဘရင်မရဲ့အာဏာဇတ်သည်သူဝနနိုင်ငံတော်ကိုပါပြန့်နှံ့ပြီးပုံမို့၍တကိုးကြီးမသောဘရင်မဖြစ်လာပြီမဟုတ်တော့လို့ဤအတိုင်းမှန်ပါသည်စန္ဒာဒီဝေဘရင်မသည်ရခိုင်တပ်ပင် စားတဲ့တကိုးတကိုးအင်အားကြီးမပြီးစစ်တုဒ္ဒရာနိုင်ငံတော်နှင့်သူဝနနိုင်ငံတော်ကိုနှစ်ပြည့်တပြည့်အဖြစ်စိုးမိုးသိမ့်ပိုက်ပြီးအေးချမ်းတရားစွာစိုးမိုးအုပ်ချုပ်သွားနိုင်ပါစေလို့လည်းကျွန်ုပ်ဆုတောင်းပါသည် ဘရင်မင်းမြေရုံရုံကြည်ကြည်နဲ့ပေးရလိုက်တဲ့တာဝန်တွေကိုတွေ့ဖယ်ပြီးစန္ဒာဒေဝီဘရင်မရဲ့တကိုးအင်အားကြီးမလာအောင် လုပ်ပေးတာဟာဘရင်မင်းမြေပေါ်မှာတက်စာဖောက်ရမကြပေဘူးလားဘရင်မင်းမြေအားမောင်ယူပပေးခဲ့တဲ့ဂတိတွေကိုဖောက်လဲဖောက်ပြန်ပြည်ရရောမရောက်ပေဘူးလားဘရင်မင်းမြေရဲ့မိကုံးကိုဖြည့်စမ်းပါဖြည့်စရာမလိုပါကျွန်ုပ်ကိုယ်တော်တိုင်ဘရင်မင်းမြေရဲ့ရှိတော်မောင်တို့ရောက်ရှိလာပြီးအတတ်နဲ့ခန္ဓာကိုယ်ကိုအနှံမိဖြစ်တဲ့ဖြင့် ကျွန်ုပ်ဆောင်ရွက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍တစုံတရာစောရက်ကတက်စီလို့တော့ဆန္ဒမရှိပါမောင်ယူပရဲ့ရှောက်တင်ခြင်းအရာဆိုလည်းရင်မောင်ယူပသည်ဘယင်မင်းမြတ်အပေါ်တစ္ဆာဖောက်ကြောင်းဝန်ခံသည်မဟုတ်ပါလောဘယင်မင်းမြတ်အားတစ္ဆာဖောက်ခြင်းမဟုတ်ပါသူရဲကောင်းတို့မြည်သည်အားနွယ်သောမိမသားအားကိုညင်းရိုင်းပင်ရန်တာဝန်ရှိသည်ဖြင့်သူရဲကောင်းပိသားသောကိုညင်းရိုင်းပင်မိခဲ့ခြင်းသာဖြစ်ပါသည်သနာရီဝေပင်မအားကိုကြီးရိုင်းပင်းချင်းအပြင် ။ဘရင်မင်းမြတ်ပေါ်တွင် တစ္ဆာဖောက်ပြီးဘရင်မင်းမြတ်ကြီးမန်းထားသည့်ပန်းတိုင်ကိုမျက်ရှိပြတ်သွားအောင်ပြုလုပ်ခဲ့ခြင်းမဟုတ်လား။မှန်လားပါ။စန္ဒာလီဝီပြင်မသည်အားနွယ်သောမိမသားဖြစ်၍ရန်သူများကလည်းဝိုင်း၍နေပေသည်။ဘရင်မင်းမြတ်မှာမူတကိုးအင်အားကြီးမားသောဘရင်ဖြစ်ပါသည်။ရန်သူများဝိုင်းနေသည့်အားနွယ်သည့်သူကိုဖမ်းဆီးပြီးတကိုးအင်အားကြီးမားသောဘရင်မင်းမြတ်လက်တို့အနှံ့မြေဆိုလျင်တရားရာရောက်မည်မဟုတ်ပါ။ကျွန်ုပ်သည်သူရဲကောင်းပီတာစွာမှန်ရာဘက်ကိုလိုက်ခဲ့ပါလိမ့်။ ဘရင်မင်းမြတ်ကြီးအလိုကြားမဆောင်ရွက်နိုင်သည့်အတွက်ကျွန်ုပ်၏အသက်နှင့်ခန္ဓာကိုယ်ကိုဘရင်မင်းမြတ်ထံလာရောက်အပ်နှံပြီးဖြစ်၍ဘရင်မင်းမြတ်ကျင့်တတ်တော်မူသင့်ပါပြီ။ထို့မှတစ်ပါးလည်းတောင်းဆွဲရင်းနေကြွယ်တော်မူဖြစ်သည်ကိုဘရင်မင်းမြတ်တတိပြုတော်မူပါ။ဘုနန္ဒသည်အနောက်ကောရသို့ရုံးလူဆက်တဲ့နေလုံးကြီးကိုကြည့်ရင်ခြောက်တွင်လာသည်။ဘောင်ယူပါတေးရှင်လာပြီလား။ဘုရင်မင်းမြတ် ဘယင်မင်းမြတ်အားလူတယောက်အနေနဲ့ပြောချင်သလိုလူချင်းပြောချင်သလိုပြောရမယ်ဆိုရင်ကျွန်ုပ်တွင်ကြီးမားသောတန်ရောစဉ်ကြီးတွယ်လျက်ရှိနေသည့်ရှိနေသဖြင့်ယခုအချိန်တွင်တေးရမိဘေးကိုအလွန်တရာမှကြောက်ရွံ့ပါသည်ဤစကားသည်အမှန်ဖြစ်ပါသည်တွေ့ရတွင် ကျွန်ုပ်တေးမသာအလုံးအေးချမ်းမည်ဖြစ်သည်ဖြင့်ဘယင်မင်းမြတ်၏အလိုတော်ကြအသေးခံရန်ရောက်ရှိလာခြင်းဖြစ်ပါသည်ကျွန်ုပ်အားစိတ်စင်းရဲအောင်မနှိမ့်ဆက်ပါနှင့် ဘရင်မင်းမြတ်ဂတိအတိုင်းကျွန်ုပ်ဤတပည့်ကိုဦးအားကျွန်ုပ်ဤမျက်မှောက်တွင်လှုပ်ပေးပြီးကျွန်ုပ်အားအဆုံးစီရင်ပါလော့။ကောင်းပြီ။ဒီလောက်တောင်တည်ခြင်းတည်စီရမယ်။တွေ့ရတွင်ကျွန်ုပ်အလိုကိုဖီဆန်ခဲ့သူဖြစ်တဲ့ဖြင့်မောင်ယူပအားဆက်ရှင်းမတတ်ပဲမသိမရှင်းညှိစပ်ပြီးမှတက်ရန်ကြံစီတော်မူသည်။မောင်ယူပမိတို့သဘောရတယ်နီ။ဘဝကဝကြေးမကုန်သေးလျင်ဘရင်မင်းမြတ်ပြုသည်မြခံရမည်ဖြစ်သည်ကိုအသိအနဲ့နှလုံးသွင်းခဲ့ပြီးဖြစ်၍စိုးစင်းမြကြောက်ရွံ့ခြင်းမရှိကြပါဘူး။ တို့ရာတွင်ပြုသူအသည်ဖြစ်သူဟောင်းဆိုသည့်စကားအရာဘဝတန်တရာတွင်ဘယင်မင်းမြတ်ကျွန်ုပ်ကဲ့သို့ပင်ခံရအောင်မည်ဖြစ်၍ဘယင်မင်းမြတ်အတွက်တဏှာမိပါသေးသည်ဘုဏ္ဏနာကကြောင်းရုံသည့်အမူအရာမပြဘဲပြန်ပြောလိုက်ရာတိဟရာသာဘယင်မင်းမြတ်သည်ဘုဏ္ဏနာ၏အင်္ဂါယုတ်ကိုရှေးသုံးကောင်းဆုံးအနုလုံပရိလုံကြည့်ပြီးအတန်ကြာစဉ်းစားနေပြီသူမတပံတလုံးပေါ်တွင်တင်မလဲထိုင်နေရမှမတက်ရက်လိုက်ပြီး လက်နက်ဖက်ကိုနောက်သို့ပြစ်ကာလေသာသောင်အတွင်းတွင်ထော်နှင်းထော်နှင်းနှင့်ဇင်းညာချောင်းရင်အကြံယူရနေပေသည်ဒီမှာမောင်ယူပါဘယင်မင်းမြအပားကိုတိုးပြီးခါသားတယ်တရားရသာဘယင်မင်းမြသည်အချိန်နှံကြာဇင်းညာချောင်းရင်အကြံယူနေရမှတလုံးပေါ်တွင်ပြန်ထိုင်လိုက်ပြီးဘူနန္ဒအားအပားသို့ခေါ်လိုက်သည်တရားချွေပြည်နိုင်ငံတော်ကမောင်ယူပါထွက်သွားတဲ့နေ့ကစပြီးမောင်ယူပါဘာတွေလုပ်နေလဲဆိုတာဘယင်မင်းမြကိုတော်တိုင်အထောက်တော်များလှုပ်ပြီးတည်င်းထောက်လှမ်းခဲ့တယ် မောင်ယူပါစေတုံးတော်နိုင်ငံတော်ကိုရောက်တဲ့အချိန်ကစပြီးနေ့စဉ်နေ့အများမောင်ယူပါဘာတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်းအထောက်တော်တွေစီကသတင်းရလို့အားလုံးသိပြီးပြီတိဟရတာဘယင်ကြီးတီဘုဏ္ဏနာအာ အပားတို့ခေါ်ပြီးမိန်တော်မူလိုက်သည်စေတုံးတော်နိုင်ငံတော်တွင်တချို့များရှေ့ချင်းလည်၍နေသည်ဖြင့်ဘယင်မင်းမြတ်ထံသတင်းများရောက်ချိနေခြင်းမှာမဆန်းလှပါအထောက်တော်တွေထံမှပေးပို့သောသတင်းများအရစန္ဒတိဝီဘယင်မသည်မောင်ယူပါအား ဘယင်မရဲ့တတ်တော်ရှင်အမကြီးအဖြစ်မြောက်စားခဲ့ပုံတွေကိုဘယင်မင်းမြတ်ကြားသိတော်မူခဲ့သည်ဘယင်မင်းမြတ်ရဲ့အထောက်တော်များသည်မှန်ကန်သောသတင်းများကိုပေးပို့သူများဖြစ်၍ရှင်းကျူးမိပါသည်စန္ဒာဒီဝေဘယင်မကိုယ်တိုင်က မောင်ယူပအားတတ်တော်ရှင်အမကြီးအဖြစ်မြောက်စားတော်မူပါလျက်အဖေကြောင့်ယခုကဲ့သို့အသေးခံရန်ရောက်လာသည်ဘယင်မင်းမြတ်အားပေးခဲ့သည့်ကတိအတိုင်းလာရောက်အနှံ့ခြင်းဖြစ်ပါသည်ကောင်းပြီဤအတိုင်းမှန်လျင်မောင်မင်းရွရွချွချွဆောင်ရွက်ခဲ့သည်မြတ် မောင်မင်းမိွေမိများအကျိုးခံစားရတယ်နီအကျိုးမခံစားရဘဲဘာကြောင့်ရွရွချင်ချင်ဆွတ်ဆွတ်စားစားလောက်ခဲ့ရတယ်နီမှန်လားပါကျွန်တော်ရွရွချင်ချင်ဆောင်ရွက်ခဲ့ခြင်းမှာကျွန်တော်အကျိုးခံစားရရင်အတွက်မဟုတ်အားနွယ်သောစာနာဒေဝဘီမားနဲ့အပြည့်ကင်းစင်သောဆေရုရာနိုင်ငံတော်သူနိုင်ငံသားများအထူးသဖြင့်မိမနှင့်ကလေးများအတွက်အသေးခံမီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည် ကျွန်တော်ရည်ရွယ်ချက်အောင်မြင်ပြီဖြစ်၍ကျေနပ်လှပါပြီ။စာနာတွေဝေပြင်မှအတွက်မောင်ယူပအသေးခံပြီးဆောင်ရွက်ခဲ့ပြီးဆောင်ရွက်ခဲ့ပုံတွေကိုထောက်ရှုခြင်းအပြင်စာနာတွေဝေပြင်မှအပေါ်တွင်မောင်ယူပထားရှိသည့်မေတ္တာစေတနာကြီးမားကြောင်းဝန်ခံရရောမရောက်ပါလော။ဤကိစ္စမှာကျွန်တော်ရည်ကိုရေးကိုတာကိစ္စများတာဖြစ်၍ဘယင်မင်းမြတ်ရဲ့မိကုံးကိုဖြေချနိုင်ခြင်းမရှိပါ။မသိမီ စက်ချားမှာစိတ်မချမ်းသာကြစကားများလည်းမကြားလိုပါ။ မောင်ယူဘကစန္ဒာဒဝီပြင်မပေါ်တွင်ကြီးမားသောမြေတားစေဖြင့်ရှင်းမြန်လို့သလိုစန္ဒာဒဝီပြင်မကမောင်ယူဘပေါ်မှာမစွတ်ခင်ကညွတ်နေတယ်ဆိုတာကိုမှန်သလားတရားရတာဘရင်ကြီးသည်ဆက်လက်၍မေကွန်ထုတ်လိုက်ပြန်သည်ဘရင်မင်းမြတ်တရားမြေသူကိုအသေးမပြောင်းအောင်စိတ်ကညှင်းစဲတော်မူပါနဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုဘရင်မင်းမြတ်စိတ်တိုင်းကြထင်းတယ်လို့ညှင်းစဲလို့ကညှင်းစဲပါကျွန်ုပ်ကညှင်းစဲတက်ဖြတ်ခြင်းမပြုမီတာ ကျွန်တော်ဤတပည့်ကိုရောက်နေခိတ္တခဏတွေ့ခွင့်ပြုတော်မူပါမောင်ယူပါရဲ့တပည့်ကိုဦးကိုမကြမီပင်လူငယ်ချမ်းသာဝင်ပေးပြီး မောင်ယူပါနဲ့လုံလက်စာတွေ့ခွင့်ပြုပါမယ်ထို့အတော်တွင်မောင်ဘယင်းမင်းမြတ်မေသောမေကွန်းများကိုဖြေဆိုပါလောဤမေကွန်းများကိုကျွန်တော်ဖြေဆိုခြင်းကမစွမ်းပါဘရင်မင်းမြတ်ရဲ့အထောက်တော်များထံမှကြားသိရသည့်သတင်းများပေါ်တွင်အမိပြုကဘရင်မင်းမြတ်အဖြစ်ကိုရအောင်ချတော်မူပါ ကျွန်တော်ဤစိတ်နှလုံးမချမ်းသာအောင်ဤ၍ဤမြညှင်းဆဲရလျင်ကျင်းနဲ့လောက်ပြီးဟူယူဆပါသည်ဘုဏ္ဏနာသည်မွှင်ပြသောမျက်နှာဖြင့်တရားရသာဘယင်ကြီးအားတောင်းပန်လိုက်ရာဘယင်ကြီးသည်တစုံတရာပြန်မပြောနိုင်ပေတလွန်ပေါ်မှထားလိုက်ပြီးလျင်လက်နှစ်ဖက်ကိုနောက်သို့ပြစ်ခါလေသာဆောင်အတွင်း၌ခောက်တုတ်ခောက်ပြန်ဇင်းညာလျှောက်ရင်းအတန်ကြာစဉ်းစားနေပြန်သည်ဘုဏ္ဏနာမှာမူတရားရသာဘယင်ကြီးထောနဲ့ထောနဲ့နဲ့ဇင်းညာလျှောက်နေသည်ကိုကြည့်ရင်စိတ်ထဲတွင်မယင်မယဲဖြစ်၍နေပြီ။ တပည့်ကိုရောက်နေတွေ့လို့ဒီဆန္ဒမှာလဲပြင်းပြတဲ့ပြင်းပြ၍လာပေသည်ဘုရင်မင်းမြတ်အဘဲကြောင့်အချိန်ကိုအလဟတ်တဖြုံးတီးနေပါတည်းကျွန်တော်ဤတပည့်ကိုရောက်အားလှုပ်မြည်ဆိုလည်းရင်ယခုပင်လှုပ်ပါကျွန်တော်ဤတပည့်များနဲ့ကျွန်တော်ခိတ္တများတွေ့ဆုံပြီးဩဝါဒပေးပြီးလည်းရင်ကျွန်တော်ဤကန္နာကိုကိုဘုရင်မင်းမြတ်ကြိုက်သလိုဆင်ရင်တော်မူပါမကြမီပင် တောင်းဆဲတဲ့နေွယ်တော်မြည်ဖြစ်ပါသည်မောင်ယူပါဒီလောက်တောင်တေးချင်လှပြီလား လောကတွင်တင်ရမြေကိုမကြောက်တော့သူမရှိပါတို့ရတွင်တင်ရမြေကိုတီးပြီးသားအချိန်ဆွဲနေခြင်းသည်တင်ရမြေသူကိုပုံမို့၍စိတ်ဆင်းရဲအောင်နှင်းဆဲနေသည်နှင့်တူပါသည်ဖြင့်အချိန်ဆွဲပြီးစိတ်ဆင်းရဲအောင်မနှင်းဆဲဖို့တောင်းပန်နေခြင်းဖြစ်ပါသည်ဘုဏ္ဏနာသည်တိဟယတာဘယင်ကြီးအားဆက်လက်၍ခြောက်တင်လိုက်ရာတိဟယတာဘယင်ကြီးသည်ဘုဏ္ဏနာအနည်းသို့ရှင်းကပ်လာပြီးဘုဏ္ဏနာ၏ပခုံးနှစ်ဖက်ကိုဘယင်ကြီး၏လက်ဖြင့်ဆုပ်ကင်လိုက်ပြီးဘုဏ္ဏနာ၏မျက်နှာကိုဆစ်ဆစ်ကြည့်လိုက်သည် ဒီမှာမောင်ယူပါမောင်ယူပကိုဘယင်မင်းမြလုံချင်းရှမ်းသာငွေပေးမယ်ဆိုရင်မောင်ယူပဘယ်လိုသဘောထားမလဲတိဟရတာဘယင်ကြီးတည်တင်းချင်းခံချသည့်မျက်နှာထားဖြင့်မေးလိုက်ရာဘူနန္ဒသည်မမျော်လင့်သောစကားများကိုကြားရသည်ဖြင့်ရုတ်တရက်သောကြက်တည်တည်၍တွားပီသည်ပြီးမှတဖန်မျက်နှာမှာနှထင်ကြောကြီးများသည် ထောင်းကနေထောင်ထလာက မျက်စိကိုစုံမှိတ်ပြီးအန်ကျိတ်လိုက်သည်ဘယင်မင်းမြမဖြစ်နိုင်သောစကားကိုမိန့်တော်မမူပါနဲ့ တရားဆက်ဆက်ဖြစ်သောကျွန်ုပ်အားအတဘေးမှချမ်းသာပေးမည်ဟုမျှော်လင့်ချက်ပေးကာစိတ်ဆင်းရဲအောင်ညှင်းဆဲတော်မူပါနှင့်ကျွန်ုပ်၏ခန္ဓာကိုယ်ကိုဘယင်မင်းမြတ်ကြိုက်နှစ်သက်သောညှင်းဆဲတော်မူပါကျွန်ုပ်၏စိတ်ကိုယ်မူညှင်းဆဲတော်မူပါယံတောင်းပန်ပါသည်ဘယင်မင်းမြတ်သည်တုံရင်သောအတများဖြင့်ဘယင်ကြီးအားတိုးရှိုးတောင်းပန်ရင်မျက်နှာကိုလက်ဝါးဖြင့်အုပ်၍ထားပေ၏တရားရတာဘယင်ကြီးမှမူဘုန်းနာ၏အမှုရာကို အတော်ကြာမျက်မှောင်ကြုံ၍ကြည့်ရင်စဉ်းစား၍နေပေသည် ိမတပန်းဘုန်းနန္ဒရဲ့ပခုံးကိုပုတ်ပြီးမိမိဤနောက်တော်ဘာမှလိုက်လာရင်ဟန်ပန်းအမူယာဖြင့်ပြလိုက်ပြီလေရင်ဘုန်းနန္ဒရဲ့ရှေ့မှထော့နေထော့နေရှောက်ရည်သွားပြီယာဘုန်းနန္ဒသည်ဘယင်ကြီးဤနောက်မှတဖြည်းဖြည်းလိုက်ပါ၍သွားပြီဟုတ်ကဲ့ပါခမဒီနေ့အပိုင်း28စေတင်တင်ဆက်မှုကိုအီမာရင်ခိတခဏရနာဝင်ပြုပါခမဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ညီကောင်မများအားလုံးကိုစိန်တပါးရှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကိန်းဝေးကြပါစေခင်ဗျာ